ရှိကခင်ပြင်းရေရုပ်စင်းကချောလာတယ်တောရမမနေနဲ့ခွေမြို့ကလာမောင်းခေါ်မယ်မပေါသေးတော့အကိုတို့အနေနဲ့အစ်တတီအနေနဲ့ကြတော့ပြန်ဆိုတီးတွေကိုစူမပြိတက်ကလောလောဆယ်မှာတိမဲ့အနေအထားတစ်ခုဖြစ်နေတာပေါ့ဒါကလည်းအကိုရဲ့ဟိုအားနည်းချက်တစ်ခုလို့ဖြစ်တာပေါ့နော်အောင်မြင်မိသားတချင်းကိုပြန်ဆိုမှပြိတက်ကလက်ခံတယ်ပြီးတော့မှအကိုတို့ကတချင်းအစ်စ်ကိုတွဲပြီးထုတ်တဲ့အခါမှာဟိုပို့ပြီးတော့ဒီတချင်းလေးနဲ့ဒီလူလေးနဲ့တွဲမိသွားမဲ့သဘောရှိတာပေါ့ ိုရှိရခင်ပြည့်ရုပ်စင်ကချောလာတဲ့တော့ရမမနေနဲ့ကွယ်မြို့ကိုလာမောင်းခေါ်မယ်ဒီတချင်းလေးကအကိုတို့လွန်ခဲ့တဲ့9လလောက်ပေါ့နော်9လလောက်ကနေပွဲတစ်ပွဲမှာဟိုညီမလေးအင်းမြဖြူနေစုံနေစုံတော့အာကိုတို့ဒီတချင်းလေးကိုအကပရိသတ်တွေကလည်းနှစ်ယောက်တွဲလေးတစ်ပုဒ်လောက်ဆူပေးပါပေါ့နော်ဆိုတော့ねအကိုတို့အာဒီဘက်ကလည်းတီဂီတာဖွဲရလဲပါတာပေါ့ပါတော့အဲ့ဒါနဲ့ ဘယ်တခြင်းလေးအဆင်ပြေမလဲညီမလေးဆိုပြီးတိုင်ပင်လိုက်တဲ့ခါကျတော့ဒီထမင်းမမေးဆောင်မယ်ပေါ့နော်။အာဒီရွှေတိုင်ညွန့်ရဲ့တခြင်းလေးကအဆင်ပြေတာနဲ့ကိုတို့အွန်မန်ယောက်ဆိုတာပေါ့။ဆိုပြီးအဲ့ဒါလေးကိုအခုဒီငါးလောက်လောက်ကြာပြီးတော့မှအခုတင်ပြသွားတာပေါ့။တင်ပြတဲ့ခါမှာပရိသတ်တွေကအပိတ်ကြတယ်။အဲညီမလေးတန်လေးကလည်းခြူပါတယ်။အခုတို့နဲ့လည်းပွဲမှာလည်းမြဲနေဆုံးနေကြပဲပေါ့နော်။ဆိုတော့ဟိုအခုတန်လေးကိုပိုကောင်းနေပါညာပြောကြရတဲ့တော်လေးကျေးဇူးများကြီးတင်ပါတယ်။ညီမလေးကလည်းပြင်မှာတန်ရန်ကောင်းပါတယ်။ ဒီတိုင်းမဲ့အကိုတို့ကတော့တချင်းတစ်ပုတ်တင်လိုက်ပြီပေါ့နော်ဆိုလိုက်ပြီဆိုလို့ရှိရင်အကိုအကောင်းဆုံးချက်ပြရတယ်ပေါ့နော်အကောင်းဆုံးဆိုပြရတယ်အဲ့ဒီပုံမှာပရိသတ်ကအဲအားပေးခြင်းမအားပေးခြင်းကတော့ဟိုအကိုတို့ဒီအရင်မျှော်လင့်ထားလို့မရဘူးပေါ့ဒါပေမဲ့ပရိသတ်တွေကအားပေးတဲ့ခါကျတော့အကိုတို့အနေနဲ့အရင်လဲဝမ်းသာပါတယ်အတိုင်းမသိဝမ်းသာပါတယ်သဘောကောင်းတဲ့ကလေးမရဲ့ခင်တို့အိမ်မှာမိမ့်မိမ့်စားတယ်လေပွဲလေးဆိုရင်မမရရအဲ့ဒီအလှူချင်တွေကကျတော့အကိုတို့ဟောပါ 6လောက်လောက်အကိုတို့ဂျိုပြီးတော့အဲစုံစည်ခြင်းလို့ပေါ့နော်ဒီမလေးအများဖြူတို့ဘက်ကောအကိုတို့ဘက်ကောအဲမမေရဂျိုပြီးချိန်ထားတဲ့ပွဲလေးပေါ့နော်ဆိုတော့အဲပရိယတ်တွေဆိုတော့ကိုတို့စုံတာဆိုရင်ဟွာလောက်ရှိပြီနှစ်နှစ်သုံးနှစ်လောက်ရှိပြီဒါပေမဲ့ကိုမိသားစုတွေနဲ့ပြန်ဆောင်ရတဲ့ပုံစံမျိုးပဲပျော်ပျော်ရွှင်ရွှင်ပဲဆိုတဲ့အခါကျတော့အကိုအနေနဲ့အရန်လဲဝမ်းသာပါတယ်ပျော်ပါတယ်ညီမလေးဒါလေးကကျတော့အကိုတို့က အခုအနေနဲ့ပေါ့နော်အရင်ဆုံးကပထမဆုံးဆိုရင်ကိုကအရင်တော့ကျတော့ကုမ္ပဏီဝန်ထမ်းလုပ်ခဲ့တာပေါ့လုပ်ခဲ့ပြီးတော့ဒီတဖြည်းဖြည်းနဲ့ဒီအမှုပညာနယ်ပယ်ဘက်ကိုရောက်တာတော့တကယ်တကယ်ဆိုတော့တချင်းဆိုတာတော့ရှင်းနေလောက်ရှိပြီဒါပေမဲ့ဒီနယ်ပယ်ဘက်ကိုတေချာကြီးမရောက်ဖြစ်ဘူးပေါ့အဲဒါပြီးနောက်ပိုင်းမှာအခုကုမ္ပဏီကနေလှုပ်ထွက်လိုက်တယ်ထွက်လိုက်ပြီးတော့ဒီနယ်ပယ်ကိုစပြီးဝင်တော့မယ်ဆိုတဲ့အချိန်ကတကယ်တကယ်ကျနှစ်နှစ်လောက်ပဲရှိသေးတယ်ဆိုတော့အကိုတို့လိုအစ်စ်တီအတွက်ကကြတော့ကိုပိုင်တန်စင်လေးတွေအကိုလောက်ထားတာရှိရဲအဲလက်လောဆယ်လက်ရှိမှာဆိုလို့ရှိရင်တပုတ်ထွက်ထားပြီးပြီပေါ့နော်အာတီရေ bright တန်နှလုံးသားနေပြီးတော့ရေးထားပြီးတော့ဂီတာမူးဆန်းရ ်ချန်ကုန်နိုင်တီးပေးထားတာပေါ့နော်ဒေါ်လာလုံးမေးဆိုတဲ့ရှင်လေးကထွက်ပြီးသွားပြီဒါပေမဲ့ဟိုပြောရမယ်ဆိုတော့မပေါက်သေးဘူးပေါ့နော်မပေါက်သေးတော့အကိုတို့အနေနဲ့အစ်တတီနေနဲ့ကြတော့ပြန်ဆိုတီးတွေကိုစူမပြိတ္တကလောလောဆယ်မှာတိမဲ့အနေထားတစ်ခုဖြစ်နေတာပေါ့ဒါကလည်းအကိုတို့ရဲ့ဟိုအားနည်းချက်တစ်ခုလို့ဖြစ်တာပေါ့နော်အောင်မြင်မိသားတချင်းကိုပြန်ဆိုမှပြိတ္တကလက်ခံနေပြီးတော့မှအကူတို့ကတချင်းအစ်စ်ကိုတွဲပြီးထုတ်တဲ့ခါမှာဟိုပို့ပြီးတော့ ဒီတချင်းလေးနဲ့ဒီလူလေးနဲ့တွဲမိသွားမဲ့သဘောရှိတာပေါ့လက်ရှိမှာဆိုရင်လည်းကိုပြန်ဆိုတီးနေနေဆိုရင်လည်း audio နည်းနဲ့ထုတ်ထားတာဆိုရင်၄၅ဘုံလောက်ရှိတယ်ဒါပေမဲ့ဒီအတန်အောင်တည်တယ်ဒါပေမဲ့ဒီဒီညီလေးဒီအဆိုတော်ဆိုထားတယ်ဆိုတာကိုပြည်သက်ကမသိကြသေးဘူးပေါ့အကိုမင်္ဂလာဆောင်တချင်းလေးဆိုလို့ရှိရင်လည်းတကယ်ချင်းတို့မင်္ဂလာပွဲဆွဲတချင်းလေးကိုညီမလေးမိသားစင်းနဲ့ ဒါမင်္ဂလာဆောင်တိုင်းမှာလည်းဖွင့်ကြတယ် TikTok တွေမှာဆိုလည်းစော့ကြတယ်မင်္ဂလာဆောင်ချိန်တော့ဆိုလည်းစော့ကြတယ်ဒါပေမဲ့ဒီအတန်ကဒီအတန်ပိုင်ရှင်ကအကိုပါပေါ့နော်ဟိုဒီညီလေးပါဆိုတာကိုပြည်သက်တည်းကမသိကြသေးဘူးပေါ့အဲ့ဒီအတွက်ကြောင့်အကိုတို့ကလည်းပြန်ဆိုတီးနဲ့အစ်တနယ်ကိုတော့တနင်္သာရီလောက်မျှပြီးတော့အကိုတို့လုတ်ပေးနေပါတယ်ညီမလေးအကိုတို့လို့အစ်တတီနေနဲ့ကြတော့ အဲ့ဒီပုံမှာတော့အရင်ကြီးလိုက်ပြီးခန်းစားနေလို့တော့မရဘူးပေါ့ညီမလေးရယ်။ဟောဒီတိုင်းလူမသိတာတန်းစားလို့ရှင်တော့အော်ဒီတချင်းလေးဟောငါတို့ပြန်ဆိုထားတဲ့တချင်းလေးတပုတ်ကိုအာဒီမှာဖွင့်နေကြတယ်အဲ့လောက်ထိပဲကိုတို့ကဟိုမျောလင်းလို့ရတယ်ပေါ့။အဲ့ဒီပုံမှာတဖြည်းဖြည်းချင်းတော့ကိုတို့ ကဲ market ကကြတော့အဓိကအကိုတို့ဘာလုံးလုံးလဲလို့မင်းအစူတော်လို့ကိုတို့မဖြစ်ဘူးအကိုတို့ကသချင်းလေးဆိုရတာကိုကြိုက်တယ်သူအဲ့တော့ကြောင့်သချင်းလေးဆိုရင်ပြောတယ်အဲ့တော့ကြောင့်အကိုတို့ကနေမှာရှိရဲ့အဲဒီအလူတွေပွဲတွေအကိုတို့ဖိတ်တဲ့ပွဲမျိုးလေးကိုကိုတို့အဖွဲလေးနဲ့ကိုတို့သွားပြစ်တယ်ပေါ့နော်သွားပြစ်တဲ့ခါမှာအကိုတို့ဩနေရောက်သွားတဲ့ခါကျရင်တော့အကိုတို့ဖိတ်တဲ့အလူရှင်တွေကတော့အကိုတို့သိနေပြီသားအဲ့ခါကျတော့ဩဒီဆိုတော်လေးဆိုလို့ရှိရင်တော့ဒီညီလေးဆိုရင်တော့ဒီသချင်းလေးကိုဆိုရဲသူအဲ့ဆိုရင်တော့အကိုတို့နေရောက်တဲ့ခါမှာ အခုတို့ဆိုထားခဲ့တဲ့တခြင်းလေးတွေမပြန်ဆိုသေးဆိုလည်းပြန်ဆိုသေးအဲကိုပိုင်တန်စင်ဆိုလည်းကိုပိုင်တန်စင်ချင်းလေးကိုတောင်းတဲ့ခါကျရင်တော့အခုတို့အပြောရတယ်ဝမ်းသာရတယ်ပေါ့နော်ညီမလေးအဆိုကတော့လူတိုင်းကတော့တခြင်းဆိုတာကိုနှစ်သက်ကြတဲ့သူများပါတယ်ဆိုတော့အခုလည်းအဲ့လိုပဲတခြင်းဆိုရဲဟာဝါသနာပါတဲ့လူတွေကတယောက်ပဲပေါ့နော်အဲ့ဒီအချိန်မှာအခုကအရင်တော့ဝန်ထမ်းလုပ်တဲ့ခါကျတော့ရုံးပိတ်ရဲ့လေးတွေမှာအလိုတိကီတာအဖွဲတွေကအကူရုပ်ဖွဲလေးရှိတဲ့ခါကျတော့အဲနယ်ပွဲလေးတွေသွားရင်အဖော်လိုက်သွားတယ်လိုက်သွားတယ်ကနေပြီးလိုအပ်တယ်ပေါ့နော်အဲဆိုမဲ့ ဗိုကယ်တယောက်လိုတဲ့အခါမှာအကိုဝင်ဆိုပေးဖြစ်တယ်အဲ့ဒီကနေတဖြည်းဖြည်းချင်းတစ်ဘက်ကိုရောက်လာတာပေါ့အဲနောက်ပိုင်းကျတော့အကိုတို့ဒီအစ်တတွေနေနေကအဲအကိုတို့တလုံးငယ်ရဲ့ရှင်းနေပေါ့ရှင်းနေလောက်အချိန်တွေမှာအကိုတို့တချင်းနေတချင်းတစ်ပုတ်ဖြစ်ဖို့ဆိုလည်းမလွယ်ဘူးအဲဒီလုံးပိုင်းနေပြီးသွားလို့ရှိရင်အော်ဒီတေးရီတွေကိုကိုတို့ဒီတေးရီကားတွေပေါ့နော်ကတော့ရတဲ့ပိုင်းနေရှိတယ်အဲ့လိုခက်ခဲတဲ့အချိန်တွေကလည်းကိုတို့ပတ်စံလေးစူ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 းပြီးအကိုတို့တကယ်တကယ်လုံးမဲ့အချိန်တွေရောက်တော့ဘာဖြစ်လဲဆိုတော့လူတိုင်းက တ်ဆန်လေးနည်းနည်းရှိပြီဆိုလို့ရှိရင်တချင်းတစ်ပုဒ်ကို online ပေါ်မှာလွယ်လွယ်ကူကူအာဖြန့်ဝေလို့ရတဲ့ခစ်ကိုရောက်လာတယ်ပေါ့နော်အဲ့ဒီချိန်မှာအကူဆိုလဲအဲပြန်ဆိုတေးလို့ဖို့တွေရောအကူအဓိကပြန်ဆိုတေးလို့ဖြစ်တာကလည်းအကူတို့သဘောကျတဲ့အကူတို့ချစ်ရတဲ့အမှုပညာရှင်ကြီးတွေတချင်းလေးတွေဆိုရင်တပုတ်တပုတ်စီလာပေါ့နော်အကူတို့တတ်နိုင်တဲ့အမှုပညာကြီးလေးနဲ့ပြန်ပြီးကြော့ပြီးရောပြန်ပြန်ဆိုဖို့တွေ့ထားတယ်ပေါ့ဒါမဲ့လူတိုင်းကတချင်းတွေကိုပေါ်ပေါ်လောလောထုတ်လာတဲ့အချိန်မှာအကူတို့ဒီလွန်ခဲ့တဲ့၈နှစ်လောက်တည်းကပလန်ထားခဲ့တဲ့အရာတခုကဒီချိန်မှာတော့ဟောပေါ့ ရင်အကိုတို့လည်းအဲ့ထဲကိုမပါသွားခြင်းဘူးပေါ့အကိုလည်းရမ်းနေမယ်ကြီးပြီလားဆိုတော့မဟုတ်ဘူးဒါပေမဲ့ကိုချစ်တဲ့အမှုပညာပေါ်မှာပေါ့ဟိုအဲ့လိုပေါ်ပေါ်လောလောထဲမှာတော့ကိုမပါသွားခြင်းဘူးဒါလေးတစ်ခုကတော့အကိုတို့မှာအကိုအကိုမှာထားထားတဲ့ခံယူချက်လေးတစ်ခုပေါ့အမှုပညာမျိုးရိုးရှိလားဆိုတော့ အကိုတို့မျိုးယူမှာတော့ဟိုလိုကြီးတော့မရှိဘူးအဲအကိုတို့မဆုံးအဲဟောပေါ့နော်အကိုအဖွာကတော့ပြောဘူးတာအကိုတို့မမွေးခင်မှာအကိုဘိုးကတော့တရောတွေပါအထူးလို့တော့ပြောဘူးတယ်အဲအားလုံးလေးသိကြမယ်ထင်တယ်ဟိုလွန်ခဲ့တဲ့ဒီတက်တော်မှာဆိုလေအသက်တချမ်းအောင်လွန်မုံတင်ထားမယ်ဆိုပြီးတချင်းလေးနဲ့ပြန်ပြီးပောက်ထားတဲ့ညီမလေးရွှေမောကတော့အကိုရဲ့ညီမအရင်ပေါ့နော်ဒါတော့ကိုတို့မောင်နှမနှစ်ယောက်ကတော့လက်ရှိမှာတော့အပြန်ဆိုဒေးလေးတွေကိုပိုင်အသက်လေးတွေတော့လောက်တော့လောက်ထားပါတယ်အဲကိုတို့ဒီ အနုပညာကတော့လူတိုင်းစိတ်ထဲမှာတော့ဂိမ်းအောင်နေကြတာပဲအဝါသနာကလည်းဖုံးထားလို့မရအောင်အချိန်တန်ပေါ်လာတာပဲပထမပိုင်းမှာတော့ကိုတို့ဒီတိုင်းပဲဝါသနာပါတယ်လို့မပါတယ်လို့ပေါ့တကယ်တကယ်စိုးကြည့်လိုက်တဲ့အခါကျတော့တခြင်းတွေကိုမြန်လို့ရဲအဲ့ခါကျတော့ကိုတို့ဒီတိုင်းပဲတခြင်းတွေစိုးပြစ်သွားတာပေါ့